ဒီကဗီဒီယိုမှာတော့ကျွန်တော်တို့ညင်ဖနစ်အကြောင်းပြောကြတာပေါ့အရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ဒါ Realme တို့ Samsung တို့တက္ကနိုတို့ဒီအကြောင်းတွေကိုပြောခဲ့ပြီးပါပြီပြီးတော့တော်တော်များမေးနေကြတာက Infinix တို့တက္ကနိုတို့ Intel တို့ကအကုန်တူတူပဲလားဆိုပြီးလဲမေးနေကြတာမျိုးတွေရှိတယ်အဲသိကျင်တဲ့လူတွေတော်တော်လေးများတယ်ဆိုတော့ကျွန်တော်တို့ည Infinix ကဒီ company မှာအတူတူပဲလားပြီးတော့ဒီ Intel တို့တက္ကနိုနဲ့အတူတူပဲလားပြီးတော့ကျွန်တော်တို့ဒီကောင်းရဲ့ဖုန်းတွေကဘယ်လိုလိုင်းရည်တွေရှိလဲဒီဖုန်းတွေက ဘာတွေကောင်းလဲဘယ်သူတွေနဲ့ပို့ပြီးတင့်တော်လဲဒီအကြောင်းကိုမပြပါနဲ့ဆိုတော့ကျွန်တော်တို့ရေဗီဒီယိုလေးကိုစလိုက်ရအောင် ဆိုတော့ဒီ infinite ကကျတော့ပြောမယ်ဆိုရင်ဒါတခဏလုံး idea နဲ့အကုန်တူတူပဲပြီးတော့ဒီကောင်ကလည်းဒါ transition company ရဲ့လက်အောက်ခံနေယူအကုန်လုံးဆိုတော့အများကြီးသိပြီးတော့ trade to ပြောကြတာမရှိဘူးပြီးတော့နောက်တစ်ခုအနေနဲ့ဒီ infinite ကဘယ်လိုနာမည်ရလာလဲဆိုရင်ဒါအားလုံးသိရတဲ့အချိန်မှာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင် budget line တွေ mid range phone တွေဒီကောင်တွေနဲ့နာမည်ရလာတယ်အဲဆိုတော့ကျွန်တော် infinite hot series တွေ infinite ဒါ note series 0 series ပြီးတော့ gt series တွေဒါမျိုးတွေပေါ့ကန်ဆိုးဆိုတာနဲ့တချို့ 5g version တွေပေါ့နော်တကယ် performance ပိုကောင်းတဲ့ဟာတွေတကယ်မိုက်တဲ့ကောင်တွေရတာတော့ဒါကျွန်တော်မြန်မာနိုင်ငံ င်တဲ့ကိုမဝင်လာဘူးမြန်မာနိုင်ငံတဲကိုဝင်လာတာကတော့ဒါ 4G ဗားရှင်းတွေပဲအများဆုံးဝင်လာတယ်အဲစရူးကြအနေနဲ့ဒီမှာတော်တော်လေးဟော့သွားတာကကျတော့ Infinite GT CV ဒါ GT20 Pro ကလည်းကျွန်တော်တို့ချိန်ကတော်တော်လေးကိုဟော့သွားခဲ့ performance တွေအရန်ကောင်းနေဒါ Free Fire နဲ့ Call of Duty ပြီးတော့လုံးဝကျွတ်စင်မွတ်နေရဲ့လုံးဝလမ်းပါတယ်ဆိုပြီးတော့ထွက်လာတဲ့အကောင်မျိုးအဲအဲတုန်းကလည်းတော်တော်လေးကိုဟော့သွားခဲ့တယ် အဲပြီးတော့ဒီ Infinix ရဲ့ Zero series ကလည်းတော်တော်လေးကိုကောင်းလာတယ်ကင်မရာဘိုင်းတွေပါတယ်ကျွန်တော်ဘာမှတိတ်ပြီးပြောပြရမရှိတော့ဘူးပြီးတော့ Infinix ရဲ့ Hot series Infinix ရဲ့ Hot series ကဒါအားလုံးသိရတဲ့အတိုင်းပဲ budget ကစပြီးတော့ကျွန်တော် mirror ring ကျင်တီရှိတယ်အဲပြောရရင်ဈေးတန်းဆိုရင်3သိန်းလောက်ကနေပြီးတော့7သိန်းဝန်းကျင်လောက်ထိရှိတဲ့ကောင်းနေအဲ့ထဲမှာ AAC စိတ်ကြိုက်ရွေးလို့ရရဆိုပြီးလုပ်ပေးထားရမျိုးဒါဒါမျိုးတွေကလည်းကျွန်တော်တို့လို့ဒါချေကံရသားရဲ့အတွက်ကတော်တော်လေးကိုအစဉ်ပြေတဲ့ရွေးချယ်မှုလို့ပြောရမှာအဲဘယ်လိုဖြစ်မဆိုးလို့ပြောမယ်ပေါ့ဗျာ ဆိုတော့ဆက်ပြီးပြောရရင်တော့ဒါလက်ရှိဈေးကွက်ထဲမှာဝယ်လို့ရနေတဲ့ Infinix ဖုန်းလေးအကြောင်းဆက်ပြောတာပေါ့ပထမအဆုံးကတော့ Infinix Hot 50 Pro Plus ဒီကောင်က ပပလေးနဲ့မှန်ခုံပြီးတော့ performance ပိုင်းမှာလည်း media target heli ကို G တရားဒါမျိုးတွေကိုသုံးမိထားတဲ့အကောင်မျိုးဈေးနှုန်းက9သိန်းနဲ့10သိန်းဝန်းကျင်ကြားမှာပဲရှိရဲဆိုတော့သူ့ဈေးနဲ့သူတော်တော်လေးအဆင်ပြေတဲ့ကောင်လို့ပြောရမယ်။ကင်မရာတွေဘာတွေကလည်းသူ့ဈေးတန်းဝင်မှာမစိုးဘူးပြောပြောင် official glow ပဲပါရတယ်။တကယ်လို့ကိုက brand ဆွဲတွေပါမထားဘူးတိတ်ပြီးတော့ခေါင်းနဲ့မထည့်ဘူးဆိုရင်ဒီဈေးတန်းဝန်းကျင်မှာဒီကောင်တွေကလည်းဒါရွေးချယ်လို့ကောင်းတဲ့ဝယ်လို့ကောင်းတဲ့ဒါဖုန်းတစ်လုံးလို့ပြောရမယ်။ ပြတ်တာ9သိန်း7သိန်းဝန်းကျင်မှာတကယ်လို့ကိုက Hot 50 Pro Black ကဈေးအရန် high နေလို့ကိုအတွက်အဆင်မပြေဘူးပေါ့နော်။နည်းနည်းလေး budget လေး short မယ်ဆိုရင် Hot 50ရှိတယ်။ Hot 50 line up မှာဆိုရင်ဒီလိုပဲသူက media target Helio G တရားကိုပဲတုံးမိထားတာဒီသတင်းဝင်ကျင်မှာ Infinite Hot 50ကကြတော့ performance မဆိုးဘူးဒါပေမဲ့ display ဘိုင်းနေရတော့ IPS LCD ဘိုင်းဖြစ်သွားမယ် base quality ကတော့ဒါ9သိန်းကျော်ဝင်ကျင်ဆိုတဲ့ဖုန်းတစ်လုံးအနေနဲ့တော့ဘာမှသိပ်ပြီးထွေထူးပြောလို့မရတဲ့ base quality မျိုးရမယ်အဲတွားပြီးတော့မီတို့ တမန်နိုင်ငံတော် brand လို့ပေါင်းနေတော့သွားပြီးတော့ရှင်လို့မရဘူးဒီကောင်ကကျတော့ official global ဖြစ်တဲ့အတွက်ဈေးနှုန်းရောပေါ့တော်တော်လေးကိုမှသူကလည်းသူပေးရတာအစင်ပြေတယ်ဆိုတဲ့ကောင်မျိုးအဲတချို့နေရာလေးကတော့ဒါကျွန်တော်ရဲ့နိုင်ငံတော် brand ကမမှီဘူး ဒါပေမဲ့ official global ထဲမှာကိုကပေါပေါပါပါလေးနဲ့ဒီဖုန်းတစ်လုံးကိုဖုန်းတစ်လုံးလို့သုံးကျင်နေဆိုတော့သူတွေအထူးသဖြင့်ကျွန်တော်လူကြီးပိုင်းနေလူလက်ပိုင်းနေအတွက်ကတော့တော်တော်လေးကိုမှအဆင်ပြေတယ်။အဲကိုက game နေပိုင်းနင်းငံမိုးလင်းမိုးချုပ်ဂိမ်းပဲကျုံးမယ်ဆိုပြီးတော့စဉ်းစားရဆိုရင်တော့ဒီဖုန်းတွေကတော့အဆင်ပြေမှာမဟုတ်ဘူး။ တကယ်လို့ကိုက budget ကိုထပ်ပြီးတော့ trade တာခြင်းနဲ့ဆိုရင်တော့ hot 50 i series ကိုသွားပြီးတော့ရွေးပယ်လို့ရတယ်။အဲသူကလည်းရွေးချက်တဲ့ option လေးတွေများတယ်။3သိန်းလောက်ကနေပြီးတော့ကျွန်တော်တို့ဒါ4သိန်းဝင်းကျင်ချာမှာဒါ gift day run နေ run နေ light တန်ဈေးတွေ꿰ဝါမျိုးရှိတယ်။အဲသူသိနေတဲ့သူကတော်တော်လေးကိုအဆင်ပြေရဲ့ဈေးနှုန်းတွေကိုတော့ကျွန်တော်အောက်က comment မှာမှန်းနာပေးမယ်။အဲဒီမှာကိုကြိုက်တဲ့ဟာမျိုးကိုဘယ်ဟာနဲ့လိုက်မယ်ကိုရဲ့ budget ဘယ်လောက်သုံးမယ်ဆိုတာကိုသွားပြီးတော့ချိန်ပြီးရွေးပယ်လို့ရတယ်။ဆိုတော့ hot 50 i ကလည်း လူဝဲဖြစ်ဒီ3သိန်းနဲ့4သိန်းဝင်းကျင်လောက်မှာဆိုရှယ်မီဒီယာလောက်သုံးမယ် daily use သုံးမယ်ဖုန်းပြောမယ်ဒါမျိုးလေးတွေသုံးမယ်ဆိုရင်တော်တော်လေးအဆင်ပြေနောက်တစ်ခုကိုက secondary device နေနဲ့ဖုန်းပြောတဲ့အခါမှာ call recording လိုချင်တာမျိုးတွေတက်မှဒါမျိုးအတန်ဒီမထွက်ချင်ဘူးဘာညာဆိုလဲဒီ CV လေးတွေကအဆင်ပြေ3သိန်း4သိန်းသုံးမှာတော့ဗျာကျွန်တော်တို့ဘာတွေအများကြီးသွားမျှော်လင့်နေကြအောင်ပါလဲအဓိက social media နဲ့ဖုန်းကောင်းကောင်းသုံးလို့ရရင်ပြီးရပါလိမ့်မဟုတ်လား ဒါတော့ Hot 50 CV လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရနေရဲ့ Infinity Hot 50 CV Lite ကိုပြပြပေးကြ အဲနောက်ထပ်ကိုကထပ်ပြီးတော့ပိုကောင်းတဲ့ line ကိုလိုချင်တယ်ဆိုရင်တော့ infinite note series ရှိတယ်။ note series မှာ note 40s နဲ့ဒါ note 14 pro ဆိုပြီးရှိတယ်။ဒါနှစ်ခုလုံးကတော့သူ့စည်းတန်းဝင်ချင်မှာမှန်ခုံးနေတဲ့မှာကျွန်တော်ကင်မရာပို့ပြီးတော့ကောင်းတာတွေ display ပို့မိုက်တာတွေဒါတွေအကုန်လုံးကိုလုပ်ပေးထားတယ်ပြီးတော့ big quality ကလည်းပို့ပြီးတော့ကောင်းတာမျိုးတွေဒါတွေအကုန်လုံးပါတယ် note series ကတော့ hot series ဆိုင်နည်းနည်းလေးပို့ပြီးတော့မြင့်သွားတယ်။အဲတကယ်လို့ကိုက budget တွေပါတယ် တိတ်ပြီးတော့ခေါင်းထဲမရှိဘူးနည်းနည်းလေးပို့သုံးလေးရရဲဆိုတဲ့သူမျိုးတွေကတော့ဒါနှုတ်စည်းပြီးဘက်ကိုလှမ်းသွားဖို့တော့ဒါ recommend ပေးချင်တယ်ပြီးတော့ဒီနှုတ်စည်းပြီးရဲ့ဈေးနှုန်းကတော့၈သိန်းဝန်းကျင်နဲ့၁၀သိန်းဝန်းကျင်မှာရှိတယ်ဒါကတော့ကို budget ပေါ်မူတည်ပြီးတော့အရင်ဆုံးဒီဖုန်းကိုကိုနဲ့ကြိုက်လားမကြိုက်လားစမ်းကြည့်ပြီးရင် budget ကိုချိန်ပြီးတော့ရွေးပဲဒါဆိုရင်တော့ကိုနဲ့အဆင်ပြေလားမပြေလားတန်းတည်လိုက်မယ်ဖုန်းနဲ့လားဆိုတော့လည်းမဟုတ်သေးဘူးဈေးကွက်ထဲမှာ Infinix ရဲ့ထောက်ဝယ်လို့ရတဲ့ product ကဘာရှိရုံမလဲဆိုရင်ဒါကျွန်တော်တို့ tablet တွေရှိသေးတယ် infinite hpad လို့ကောင်းလို့တွေဒီကောင်တွေကကြတော့အဓိကကနော်စာလုတ်ချင်တဲ့သူတွေ online learning လုတ်ချင်တဲ့သူတွေအဲဒါမျိုးတွေအတွက်ကိုပို့ပြီးရွေးထားအထူးသဖြင့်ကလေးတွေ ကလေးတွေအတွက်ကိုရည်ရွယ်ထားတယ်။ကလေးတွေကျွန်တော်တို့ဒီအကြောင်းစာလုပ်တဲ့အခါမျိုးတွေအဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီလူကြီးတွေဆိုလို့ရှိရင်လည်းဒါဆိုရှယ်မီဒီယာသုံးမယ်ပြောလို့ရှိရင် content လေးရေးမယ်။ဘာညာပေါ့ပေါ့ပါ tablet တစ်လုံးအနေနဲ့သုံးလို့ရအောင်လုပ်ပေးထားတဲ့အကောင်မျိုး။သူကလည်းဒါပြောမယ်ဆိုလို့ရှိရင်ဈေးနှုန်းတက်တက်တာနဲ့ tablet တစ်လုံးကို multimedia purpose ဆွဲထုတ်ထားတဲ့မျိုးဒါဒါမှမဟုတ်ကွာ online learning အတွက်သုံးချင်တာမျိုးဒါမျိုးတွေအတွက်ကိုသူကရည်ရွယ်ပြီးတော့ထုတ်ပေးထားတဲ့အကောင်မျိုး။ပြောရမယ်ဆိုရင်ဒီ satellite မအရွယ်ရှိတဲ့ tablet တစ်လုံးကိုဈေးနှုန်းတက်တက်တာ performance ကောင်းကောင်းလေးနဲ့သုံးရမယ်ဆိုတော့လည်းမဆိုးဘူး။ဈေးနှုန်းကတော့ သူက6သိန်းကျော်လောက်နဲ့7သိန်းကျော်ဝင်းကျင်မှာရှိရဲဒါ run and run နဲ့ gift like ကိုဒါရွေးပြီးဝယ်လို့ရတယ်ဒါကတော့ကိုဘလောက်ထိသုံးမလဲကိုဘလောက်ထိလိုအပ်လဲကိုရဲ့လိုအပ်ချက်မှာမူတည်ပြီးတော့ဒါစိတ်ကြိုက်ရွေးလို့ရတဲ့ account အဲ tablet ဆိုပေမဲ့လည်းသူရဲ့ဈေးတော်မှာဒီကောင်ကအကျန်းခံတယ် performance လည်းမဆိုးဘူးအဲစာလေးပါလေး AAC လုပ်လို့ရတယ် social media ကောင်းကောင်းသုံးလို့ရတယ် tablet တွေထဲမှာလည်းပါတယ်ဒါကတော့ဈေးကွက်ထဲမှာဝယ်လို့ရနေရဲ့လက်ရှိ infinite ရဲ့ထွက်ထားတဲ့ series ရဲ့ပြီးတော့ tablet တွေရဲ့အဲပြီးတော့ infinite company ကလည်းဒီ transition company အောက်မှာရှိနေရဆိုတာလည်းဒါအားလုံးကသိပြီးသွားတော့ပြီ ပြောရရင်တော့ဒါ infinite တို့တခဏတို့အိုင်တဲတို့ရှိနေကြကလည်းဒါကျွန်တော်တို့ရဲ့ budget line တွေထဲမှာတော်တော်လေးအဆင်ပြေရဲ့လို့ပြောရမယ်ဒါကတော့ကိုရွေးချယ်မှုနဲ့တော့ဆိုင်တယ်ကိုဒီဖုန်းတွေသုံးတာအဆင်ပြေလားကိုဘာတွေသုံးတာလဲဒါကိုရဲ့ use ပုံမူတည်ပြီးတော့ရွေးတာတော့ပို့ပြီးတော့ကောင်းလိမ့်မယ်ဒါကျွန်တော်တို့ကျတော့ဒါ just knowledge sharing ပေါ့နော်ဒါမျိုးလို့ပြထားတာဒါပေမဲ့တခုတော့ရှိကြပါဘောနော်ဒါတခဏတို့ infinite တို့ဆိုရင်တော့ဒါတို့တို့ရဲ့ဈေးနှုန်းတွေတို့ရဲ့ line တွေမှာဆိုရင်တစ်လုံးနဲ့တစ်လုံးကပြိုင်ဘက်တွေဖြစ်ပြီးတော့ဒါပို့ကောင်းအောင် တချို့ဟာတွေပိုကောင်းတယ်တချို့ဟာတွေဟိုဘက်ကပိုကောင်းတချို့ဟာဒီဘက်ကပိုကောင်းအဲဒါမျိုးလေးတွေရောရှိတယ်။အဲ့တော့ကိုကဘယ်ဖုန်းကိုဝယ်မလဲဘယ်လောက်ဘတ်ဂျက်တုံးမလဲကိုကိုတိုင်ကဘာကိုလိုအပ်တာလဲဆိုတာကတော့ကိုရဲ့ဆုံးဖြတ်ချက်ကိုရဲ့ရွေးချယ်ပုံတော့မှုတည်တယ်။ဆိုတော့ကိုလိုလိုဆိုရင်ရော infinite ထဲမှာလက်ရှိ ben model တွေကင်ထားကြလဲအောက်က comment မှာဆွနေခဲ့ပါအောင်အဲကိုကင်ထားတဲ့ model တွေတုံးရတာအဆင်ပြေလားအဲဘယ်လိုမျိုးလေးကြုံတွေ့ရရှိတယ်ကိုရဲ့ user experience ကိုအောက်မှာမျှဝေခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အရပင်ကြော်ပြီးပါ Yangon Mobile Store.